စကန်းတိုင်းရင်းမာပင်မြို့နယ်ရေကြီးပင်ချေးရွာကိုမေလ14ရက်နေ့ည9:00နာရီမှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့အမျိုးသမီးငယ်တစ်ယောက်တေဆုံးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကိုမုံရွာယာယီကလေးလမ်းနဲ့မုံရွာပသိမ်လမ်းဆုံးမှာရှိတဲ့ အောင်စရမြို့တက်အထိုင်စခန်းကနေပြစ်ခဲ့တယ်လို့ရေကြည်ပင်ရွာသားတယောက်ကပြောပါတယ်ပြစ်တာကတော့ညနေ၄နာရီခန့်ကရန်တမ်းပြစ်နေတာပါညနေပိုင်းရောက်လာပြီဆိုတော့နဲ့အချိုးအကန်းအချိုးအကန်းအကုန်စစ်သားတွေအကုန်မူးယူပြီးရွာဘက်ကိုပြစ်နေတာပါတလုံးပြစ်ပြီးရန်နုံနုံနောက်တလုံးပြစ်ပြီးရန်နုံနုံနဲ့ကျွန်တော်တို့ထင်နေတာအခုတော့သူတို့ပြစ်တဲ့လက်နေကြီးကကျွန်တော်တို့ရွာထဲကိုသုံးလုံးကျတာတလုံးကနေအိမ်ပေါ်တက်တက်ကျလို့အိမ်မှာမီးလောင်တယ်လို့ဖြစ်သွားတယ်အသက်၁၆နှစ်ဝန်းကျင် great 12ချောင်းသူတယောက်တည်ဆုံခဲ့ရတယ်အမီတော့အတိအကျမသိဘူးလို့ပြောလာပါတယ် ကျွန်တော်ရွာထဲမှာခေါ်နေကြရတော့မတ်တယုံမလို့ခေါ်ကြတယ်စေကူတာဘူးတော်လုတ်ချီသေးတယ်ဒိုင်ယာကပြင်းတော့အသက်ဆုံးရှုံးသွားတယ်လို့ပြောလာပါတယ်ဆက်တက်ကလန်နေဂျီနဲ့ပြက်ခတ်လို့ရေကြီးဝင်ရွာကဒေသခံတွေအပါအဝင်ထန်တော်ကြီးမြားရိတ်နဲ့အနီးဝန်းကျင်ဒေသခံတွေ နေရက်ကိုစွန့်ခွာထွက်ပြီးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ရမဝေမျိုးနဲ့ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်တယောက်ကသူတို့လက်နဲ့အာကိုနဲ့မိုက်နေတာတသိရှိရင်မြေပြင်ဆက်ကြောင်းထိုးလာခဲ့လိုက်ပါ။အခုဟာတင်းញိုင်ကောင်းကနေလက်နဲ့ကြီးနဲ့ရန်တန့်ပြနေလို့ကျွန်တော်တို့တော်လန်ရေးအဖွဲ့တွေမှန်မှန်မှုအရသားတွေပဲထိခိုက်သေးဆုံးနေရတယ်လို့ပဲပြောပါရစေ။စက်ကောင်စီတပ်သားတွေဟာအခုလိုအနီးဝန်းကျင်ကခြေရရစီလက်နက်ကြီးနဲ့ပစ်ခတ်လို့ရဲသားတွေတိုက်ဆုံရတယ်လို့မုံရရွာကြီးကလေးလမ်းမိုင်းနဲ့မုံရပသိမ်လမ်းသွား ကားလမ်းမတွေပေါ်မှာဆေးရိတ်ဂိတ်တွေပြုလုပ်ခါဖန်ဆီးငွေညစ်တောင်းခံလိရှိတယ်လို့လည်းသိရပါတယ်